Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောချင်တဲ့အကြောင်းစင်လေးကဘာလဲဆိုတော့ why failure is just a stepping stone ညီမလေးကတော့ရှုံးနေမှုတဲ့ရှုံးနေမှုဟာအောင်မြင်မှုစီကိုသွားတဲ့ခြေလှမ်းတစ်ခုသာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube channel ကိုကြိုဆိုပါတယ်ဒါပေမဲ့ YouTube channel မှာကျွန်တော်ကတခြားဒီကိုထက် blog ရှိတယ်ပေါ့နော်အခုကတော့ CMC blog မှာပဲတင်နေတယ်ကိုထက် blog icon လေးတော့ပါတယ်နော်အခုကတော့ CMC မှာပဲနားထောင်ပေးပါ ရှုံးနိမ့်မှုဟာအောင်မြင်မှုစီကိုခြေလှမ်းတစ်ခုသာဖြစ်တယ်လို့ပြောတယ်။ဘဝမှာကျွန်တော်တို့အားလုံးရှုံးနိမ့်မှုတွေကိုကြုံတွေ့ဘူးကြရတယ်ပေါ့နော်။သို့သောအမှန်တကယ်အောင်မြင်တဲ့သူတွေကဒီရှုံးနိမ့်မှုတွေကိုအဲ့ဒီအောင်မြင်မှုဆိုတဲ့အရာကိုတွားဖို့တွားတဲ့လမ်းကြောင်းပေါ်မှာနော်ခြေလှမ်းနေအနေနဲ့မြင်ကြတယ်။ရှုံးနိမ့်မှုကနေသင်ယူကြရတယ်ပေါ့။အဲ့တော့သင်တဲ့အခါမှာသင်ခန်းစာယူတဲ့ပုံစံပေါ့နော်။ မိဘလို့အရာတွေကမှားနေလဲဆိုတော့နားလဲအောင်ပြောရမယ်ပေါ့နော်အဲ့လိုနားလဲမှနောက်မှာပို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေထွက်အောင်လှုပ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့စိတ်သက်ခိုင်မာစေခြင်းရှုံနေတာမင်းရဲ့စိတ်သက်ကိုတဲ့ခိုင်မာလာစေပါတယ်ပေါ့နော်ဖန်တီးမှုအားကောင်းစေခြင်းအတိတ်အတော့နီလန်းတွေကိုရှာဖွေဖို့ပြားပေးတယ်တကူကိုရှုံနေသွားပြီဆိုရင်ကအတိတ်ထက်လည်လာဖို့လိုအပ်ပြီးဆိုတာကိုကိုကို remind ပြန်လုပ်ရတယ်ပေါ့နော် အဲ့တော့အောင်မင်သူတွေရဲ့ရှုံးနေတဲ့ခါမှာတောမတ်အက်ဒီဆင်ဟာမီးသီးကိုတီထွင်ဖို့အချိန်မှန်များစွာရှုံးနေခဲ့တယ်။အဲ့ဒီခါမှာသူပြောလဲဆိုတော့ကျွန်တော်ရှုံးတာမဟုတ်ဘူးအလုံးမဖြစ်တဲ့နီလန်တောင်ကိုရှာဖွေတွေ့ရှိခဲ့တာဆိုပြီးတော့ပြောခဲ့ပါတယ်။ရှုံးနေနေဆိုတာလည်းဘလို့ရင်ဆိုင်မလဲအဲ့တော့ရှုံးနေမှုကိုဘလို့ရင်ဆိုင်ကြမှာလဲ။တစ်ကခံစားချက်တွေကိုလက်ခံရမယ်။စိတ်ဆိုးတာပဲဖြစ်ဖြစ်ဝမ်းနေတာလည်းဝမ်းနေတာပဲဖြစ်ဖြစ်ခံစားခွင့်ပြုရမယ်ပေါ့နော်။နှစ်ကကြတော့အမားတွေကနေတင်ယူရမယ်။သုံးကကြတော့ပြန်ထပြီးတော့စူးစမ်းပါ လေးကကိုကိုကိုယုံကြည်ပါအရေးကြီးဆုံးကရှုံးနေနေဆိုတာကအဆုံးအသတ်မဟုတ်ဘူးစတင်နေတာဖြစ်တယ်အဲ့တော့မင်းရဲ့အိမ်မက်တွေစီကိုသွားတဲ့ခီးမှာဖျက်တမ်းရမယ့်အဆင့်တစ်ခုပဲဒါတွေကိုကြော်ကြော်လွှားရမယ်ပေါ့နော်ရှောင်ပြေးလို့မရဘူးကြော်လွှားရမယ်အောင်မြင်တဲ့သူတိုင်းကရှုံးနေမှုတာပဲတိုးတော့ရှုံးနေတဲ့သူတိုင်းကလည်းအောင်မြင်ကြတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ခေါင်းစဉ်လေးပြန်ချောင်းအောင်ဆိုရင်ရှုံးနေနေဆိုတာအောင်မြင်မှုကိုသွားတဲ့ခြေလန်းတစ်ခုအနေနဲ့ကိုယ်အနေနဲ့မြင်ဖို့လိုရတယ်ပေါ့နော်အဲ့ဒီခြေလန်း နေကိုကြော်လွားရမယ်ရင်ဆိုင်ရမယ်ပေါ့နော်ချောင်ပြင်းနေလို့မရဘူးဒါကလူတိုင်းကြုံရမယ်ကိစ္စဖြစ်တယ်ဆိုတော့ကောင်းတယ်မှတ်ထားဖို့လိုအပ်ပါတယ်အားလုံးမကျေစွတ်တူပါ